တယ်သူတော်တာလေးကအန်တီတီတော့ဒီကားလေးကနတ်ဝင်တယ်ဆိုရင်နာမည်လေးကိုကြည့်လိုက်ကြတယ်အန်တီကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုအန်တီကလေးသိရအနုပညာလို့ပေါ်ကင်ပဲကိုတမီလေးလို့ဖြစ်နေတဲ့အခါမှာသူရဲ့တကယ်ကိုထူးထူးခြားခြားသူတယောက်ဆောင်လာတာတွေတွေ့ရတာအန်တီတော်တော်လေးကိုအောင်းဝမိတယ် အကောင်ကြီးဆုံးပါအဲ့ကောင်မှလို့ရှိရင်ခေါင်းရွာနာပါလေတော်တော်များများဟိုကြိုက်နိုင်နေမယ်လို့အန်တီကတော့ထင်ပါတယ်အဲသူလည်းနောက်ထပ်ရနိုင်ပါတယ်ခဲ့ပြီနော်ဒီစကားလေးကြည့်ဖို့အတွက်အန်တီကိုဒီအဲကစ်ကစ်တို့မုံရွှေတို့ကလာပြီးတော့နော်အန်တီကိုဖိတ်ကြားတယ် န်ဒီရတဲ့သူနဲ့ဟိုးရင်ထဲကားတွေအများကြီးရိုက်ကူတယ်သူ့ကိုလည်းသူ့ခနုပညာကိုလည်းလေးစားတယ်သူတော်တာတွေလည်းအန်ဒီတီတော့ဒီကားတွေကနတ်ဝင်တယ်ဆိုရင်နာမည်လေးကိုကြည့်လိုက်ကြတယ်အန်ဒီကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုအန်ဒီကလေးသိရအဲ့ဒါကြောင့်အန်ဒီကဒီစကားကိုကိုယ့်ရဲ့ချစ်ခင်မှုကြီးရဲ့ကိုယ့်ရဲ့ခင်မင်မှုကြီးရဲ့ဥထိတ်ထားပြီးတော့စိတ်ထဲမှာယင်ထဲမှာထားပြီးတော့ဒီစကားလေးကိုလာရောက်ပြီးတော့အပြေးတာပါ တ်မှာလည်းထူးခြားတာလေးတွေအမြင်တွေ့ရပါတယ်ဟိုဘောနော်ဒီတမျိုးထူးဆန်းတဲ့ဘောနော်ဟိုဇလန်စကွက်လေးတွေ့ရပါတယ်ကိုရဲ့ဘောနော်အရင်နဲ့လုံခဲ့တဲ့နှစ်ပေါင်းများစွာတွေကတွဲပြီးအတူတူကားရခဲ့တာအဲ့တော့ဟိုကိုရဲ့ဘောနော်ဒါအမှုပညာလို့ပေါ်ကင်ပဲ့ကိုသမီးလေးလိုဖြစ်နေတဲ့အခါမှာသူရဲ့တကယ်ကိုထူးထူးခြားခြားသူတယောက်ဆောင်လာတာတွေတွေ့ရတာအနည်းတော်တော်လေးကိုအံ့ဩမိတယ် ။ဟုတ်ကောင်ဆုံးမ။အဲ့ကောင်မှလည်းရှိရင်အမွှွာနာပါလေ။ तू ကတကယ်ကိုပေါ့နော်။ဟိုတကယ်ဒီလူတယောက်ရဲ့အမှုရာကနေပြီးတော့သူ့စီကိုလာရောက်ပဲဒီအမှုရာနဲ့တူအောင် तू ကခလေးဆိုလဲခလေးလေးလို့တရုပ်ဆောင်ပါတယ်။ဟိုဟိုဘက်ကဟိုပေါ့နော်။ပူဇော်ရဲ့အမှုရာဆိုလဲပူဇော်ရဲ့အမှုရာလို့တရုပ်ဆောင်ပါတယ်။အဲ့ဒီမှာ तू နာကြီးချက်တွေနဲ့ပြောတယ်ငိုပြီးပြောတယ်။ ါတွေကကောင်းပါတယ်အကုန်လုံးကောင်းပါတယ်တခြားတရုတ်ဆောင်တွေလည်းကောင်းပါတယ်အမြင်လေးတွေတော့ဘလို့လဲအကုန်လုံးသူညာတွေဘလို့လဲသူညာတွေသူကောင်းပါတယ်အဲ့ဒါလေးတွေတော့ဟုတ်ကဲ့ဟုတ်ကဲ့အားလုံးပါအချောဆုံးအလှဆုံးတော့ဥစာဆောင်မျိုးဆုံးမျိုးကတော့လာတာဖြစ်ချင်းဖြစ်နိုင်တယ်သူတင်းကိုအင်မထဲမှာပြေးဘူးလေဒီမောင်ဝဟွင့်နေတဲ့တဲတွေမွေးပြီးခိုင်းစားနေရတယ်နော် ါပေါ်သူအမီတို့ဇလန်းနေပေါ့ဟိုထူကြတဲ့ဇလန်းလေးတခုဖြစ်ပေါ်လာတာပေါ့နော်တချို့ဇလန်းတွေကအမီဥကြတဲ့ထူကြတယ်တော့အစ်ဒီတွေ့ရတာပေါ့နော်ဟုတ်ကဲ့ပါလူတော်တော်များများဟိုကြိုက်နိုင်နေမယ်လို့အန်တီကတော့ထင်ပါတယ်အဲသူလည်းနောက်ထပ်ရနိုင်ပါတယ်ခဲ့ဒီနော်ဟုတ်ကဲ့ထားတာ တရားလုံးကဘယ်သူမှအောင်းနေမလို့ပြင်ပြလို့